ဒီအချက်မှာပီလီလိုကနဝင်ထက်တောင်တာလွန်သွားပြီဖြစ်ပေမဲ့ခုချိန်နေဆင်းရဲသားငဝဲလေးပွားကနေမတက်နိုင်ဖြစ်နေရသေးတဲ့ဟယ်ရီကိန်းဘရင်းသမီးအောင်မဲမီလာပါဗျာ yes sport i back ကိုရှိကိုစားပေးကနေပြီးတော့ပြန်လဲကြိုးလိုက်ပါရင် ဟာရီကိန်းအောင်အမေနီးယားနဲ့ပွဲမှာဂိုးထန်သွင်းပေးတဲ့နောက်ဘောလုံးသမိုင်းရဲ့ကနဝင်ကစားမကြီးတူဖြစ်တဲ့ပီလီကိုနိုင်ငံအတွင်းကိုအရေးတော်မှာကြော်တက်သွားခဲ့ပါပြီ။ဟာရီကိန်းကအင်္ဂလန်အတွက်တရား၁၂ပွဲကစားပေးချိန်မှာသွင်းကိုက88ဂိုးလေးရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်ပီလီရဲ့92ပွဲကစား88ဂိုးစံချိန်ကိုဟာရီကိန်းကကြော်ဖြတ်လိုက်နိုင်တာဖြစ်ပါတယ်။ပီလီဆိုတာကဘောလုံးသမိုင်းမှာနှစ်ဖျားတစ်ပါးလို့တောင်တင်စားကြတဲ့သူပါ။သူကကြော်ဖြတ်နိုင်နေဆိုတာတမန်မဟုတ်ပါဘူး။ဟာရီကိန်းက2015ခုနှစ်မှာအင်္ဂလန်အသင်းအတွက်ပထမဆုံးချိန်စတင်ကစားခဲ့တာပါ။အခုဆိုရင်ကိုနေ့ကြော်အကြာမှာသူကအင်္ဂလန်ရဲ့အသက်သွေးကြောကြီးဖြစ်လာခဲ့ပါတယ်။ ဟာရီကိန်းဟာအနေထားမျိုးစုံနဲ့ကိုသင်းနိုင်စွမ်းရှိတဲ့တိုက်စစ်မှုမျိုးပါ။ဖိအားများတဲ့အခြေအနေတွေမှာကိုသင်းယူနိုင်စွမ်းပြေးရှိပါရယ်။ဟာရီကိန်းဟာအင်္ဂလန်အသင်းရဲ့ခေါင်းဆောင်တယောက်ပြင်တာဝန်ယူထားသူတယောက်ပါ။သူဟာတခြားကစားသမားတွေရဲ့စိတ်ကိုပါလှုပ်ဆော်ပေးနိုင်ပြီးနိုင်ဝဲရဖို့အောင်ဝဲရဖို့အတွက်အားတဲ့တယောက်ဖြစ်စေပါရယ်။ပေလီယာသူခေတ္တုခါကခေါင်းဆောင်ကစားမှာပါ။သူမှာကစားမတိုင်းမရှင်နိုင်တဲ့ကျန်းကျင်မှုတွေရှိခဲ့ပါရယ်။ပေလီယာကမ္ဘာလားအသုံးချင်ရရှိခဲ့ပါရယ်။ဘရာဇီးအသင်းအတွက် ဂိုးပေါင်း89ကိုသွင်းယူခဲ့တယ်။သူရဲ့ကစားရင်ကလှပပြီးတော့ဆန်းသင့်တယ်။အခုဟယ်ရီကိန်းကဘီလီရဲ့နိုင်ငံကဂိုးသွင်းဆန်ရှင်ကိုကျော်ဖြတ်နိုင်ခဲ့ပြီဆိုပေမဲ့သူတို့နှစ်ယောက်ကိုတိုက်ရိုက်နိုင်ရှင်ဖို့ကခက်ခဲပါရင်။ဘာကြောင့်လဲဆိုတော့ဘီလီခေတ်ကခန်းစင်ပိုင်းကာကွယ်ရေးစနစ်တွေမကင်ပါသေးဘူး။ကစားမတွေရဲ့ကိုခန္ဓာပြင်ဆင်မှုကဒီလောက်အထိမစနစ်မကျသေးဘူး။ဘောလုံးနည်းပညာမြင့်နာမှုမရှိသေးဘူးဆိုတာတွေ့ရပါရင်။ ဟယ်ရီကိန်းတို့ရဲ့ခေတ်မှာတော့ကန်ဆယ်ပိုင်းခုခံကာဝေးစနစ်ကအရန်ခိုင်မာလာတွေ့ရပါတယ်။ကစားမားတွေရဲ့ကိုခန္ဓာပြင်ဆင်မှုအရန်ကောင်းလာတယ်။ဗီဒီယိုခွဲချမ်းစိတ်ပြမှုတွေပြုလုပ်ပြီးနီးစနစ်ပိုင်းကိုအတော်လေးအပြုတ်ကစားလာကြတာဖြစ်ပါတယ်။ဟယ်ရီကိန်းကအသက်30ရှိပြီဖြစ်ပေမဲ့သူ့မှာအချိန်အများကြီးရှိသေးတယ်။သူဆက်ပြီးတော့ဂိုးတွေသွင်းနိုင်အောင်ပါ။ဒါပေမဲ့ကစားမားတယောက်ရဲ့တကယ်တမ်းအောင်မြင်မှုကိုသွင်းကိုနေနဲ့တိုင်းတာလို့မရပါဘူး။ဆူပလာရီနဲ့တိုင်းတာရမှာပါ။ဟယ်ရီကိန်းအတွက်ကတော့ဒီအချက်ကသူ့ရဲ့ခီးရဲ့ပျောက်ဆုံးနေတဲ့ချိန်ဆက်မှုတစ်ခုပါ။ဟယ်ရီကိန်းဟာကိုပိုင်ဆန်တုံးတွေမှာတော့ဘင်းတစ်ပါးဆိုပေမဲ့အသင်းဆူပလာတွေမှာတော့အတော်လေးကိုဆင်းရဲချမ်းတာမများတာဖြစ်နေတာကိုတွေ့ရပါတယ်။ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ။ဟယ်ရီကိန်းဟာသူ့အသင်းတွေမှာအမြဲတမ်းဝ ဝင်တော့ဝင်ပေါ်ကြီးတစ်ခုလိုဖြစ်နေတဲ့ပါတယ်။စပါမာဆိုရင်လည်းသူတယောက်တည်းကိုပဲအားကိုးနေရပါတယ်။ဘိုင်ယန်မှာတော့အမှတ်ပေးထားရခဲ့ပေမဲ့ဒါကဘိုင်ယန်လုံးအသင်းမျိုးအနေနဲ့ပုံမှန်ရယူနေကြစူပလာတစ်လုံးသာဖြစ်လို့ဒီအပေါ်မှာတာယာနေလို့မရပါဘူး။ဘိုင်ယန်နဲ့တကယ်တမ်းရရှိတင်တာကချန်ပီယံလိမလားဖြစ်ပါတယ်။ဟယ်ရီကိန်းအောင်သူ့ရဲ့ကစားမဘွားမှာကံမကောင်းတဲ့အခြေအနေကိုပဲဖြစ်တန်းခဲ့ရပါတယ်။နိုင်ငံအသင်းဆင်မှာဆိုရင်လည်း2018ကမ္ဘာလားမှာခရိုအေးရှားကိုဆီမီဖိုင်နယ်မှာရှုံးနေ 2020ဥရောပဖလားမှာအီတလီကိုဖိုင်နယ်မှာရှုံးတယ်2020ကမ္ဘာလမှာကွာတာကနေထွက်ခဲ့ရတယ်ယူရို2024မှာလည်းဖိုင်နယ်မှာစပိန်ကိုထပ်ရှုံးခဲ့ပြန်ပါတယ်ဖြစ်ချင်တော့ဒီကာလတွေဟာစပိန်ဂျင်ရက်လိုနောက်ပိုင်းအင်္ဂလန်ရဲ့ရွှေရောင်မျိုးဆက်နောက်တစ်ချိန်အချိန်ကာလကိုပြန်တန်းနေရခြင်းဖြစ်ပါတယ်ဒီလိုဖက်ဖက်ကနေပြည့်စုံနေတဲ့အချိန်မျိုးမှာတော့မှာဟယ်ရီကိန်းကအင်္ဂလန်နဲ့အတူစူပလာတလုံးနောက်မှာကင်ပြောင်းနိုင်ခြင်းမရှိသေးဘူးဖြစ်နေရတာပါဟယ်ရီကိန်းဟာကိုသိမ်းရမှာတော့ဆရာကြီးပါပဲဒါပေမဲ့အသင်းကိုအောင်မြင်မှုတွေစီခေါ်ဆောင်သွားနိုင်တဲ့ခေါင်းဆောင်မှုမျိုးတော့မေကွန်ထုတ်ဆရာရှိပါတယ်။ဖျားများတဲ့ပွဲတွေမှာသူရဲ့စွမ်းဆောင်ရည်ကကြာဆင်းသွားတတ်ပါတယ်။ဆူပလာဆိုတာကကစားမတရားရဲ့စွမ်းရည်ကိုအမေရိကန်တိုင်းတာတဲ့ချင်းရှာခွေမှာ မာရာဒိုနာပီလီတို့ကနေစလို့ရိုနယ်ဒိုမက်ဆီတို့ဆုံးနိုင်ငံအသင်းတွေနဲ့ထိတန်းဆုပ်ပလာတွေကိုကင်ပြောင်းနိုင်ခဲ့ကြပြီဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့ကိုယ်ကိုယ်တိုင်စံချိန်တွေဟာဟာရီကိန်းထက်ပိုပြီးတော့တန်ဖိုးရှိနေရပါတယ်။ဟာရီကိန်းကအခုလောခွင်းရီးနေရှိနေသေးပေမယ့်အသက်32နှစ်ရှိပြီဖြစ်တဲ့အတွက်ဟာရီကိန်းအတွက်အချိန်ကမများဆသာသိမရှိတော့ပါဘူး။ကစားမတရားရဲ့တန်ဖိုးကိုဆုပ်ပလာတွေနဲ့တိုင်းတားရမှာပါ။ဟာရီကိန်းဟာကိုသိန်းစွမ်းရည်မှာတော့ပင်တပါပဲ။ဒါပေမဲ့ဆုပ်ပလာတွေနဲ့ပတ်သက်လာရင်သူကဆင်းရဲသားတယောက်ပါ။သူအနေနဲ့သူ့ရဲ့ကိုယ်ပိုင်စံချိန်တွေကိုချိုးနေနိုင်ခဲ့ပေမယ့်အသင်းအောင်မြင်မှုဆိုတဲ့နောက်ဆုံးစမ်းသပ်မှုကြီးကိုတော့မကျော်လွှားနိုင်သေးပါဘူး။တင်းကိုတွေကပြောစရာကောင်းပေမယ့်ဆုပ်ပလာတွေကမှတကယ်အောင်မြင်မှုရဲ့အတိတ်ပဲဖြစ်ပါတယ်။ဟာရီကိန်းကတော့အဲ့ ထိပ်ပဲကိုရှာဝင်နေဆဲဖြစ်ပါတယ်။လိုက်လေဝေးလေဖြစ်နေဆဲပါပဲ။ညီကိုတို့ကရောဘယ်လိုမြင်လဲ။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။